အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါအဲ့တော့ဒါကျွန်တော်ဒီနေ့ညနေမှာတော့ကျွန်တော်ကဒါညီကိုရဲ့မှာဒါ Chelsea ကြောင်းလေးဒါကိုကိုရီတီးတဲ့တပုတ်လောက်လုပ်ပေးပါဆိုတော့ Chelsea ကြောင်းကတော့ဒါအမှန်တမ်းပြောမယ်ခုလက်ရှိမှာဒါကျွန်တော်သတင်းတွေကို opinion piece ရောမထင်မှတ်ပေးနေကျွန်တော်ရဲ့ဒါ channel ထဲမှာ သတင်းမဟုတ်ပဲပေါ့နော် opinion piece တွေမှာအများဆုံးသောအသိတွေသတင်းလို့ကျွန်တော်တင်မြင်နေတယ်။ဒါအဲ့လိုမျိုးအသိတွေပြန်ကြည့်မယ်ဆိုတော့ကျွန်တော် CD ပရိသတ်တွေတော့အားနာတယ်။ CD သတင်းတွေမှာဒါကျွန်တော်တို့ဒါဒီနှစ်မှာတို့အပြောင်းအရွှေ့မှာအစိုးရလို့ပြောတာ opinion piece လောက်ပဲ CD သတင်းမှာရှိတယ်။ချက်စီးသတင်းတွေတော့ opinion piece ရောအပြည့်ရှိတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အာလီဗာပူးအသင်းကိုနိုင်သွားပြီးတဲ့နောက်မှာပရိသတ်တွေတော်များကဒါကျွန်တော်တို့ချက်စီးနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်ကိုမြင်ကြည့်တယ်ပေါ့နော်။ကျွန်တော် personally ပြောရမယ်ဆိုရင် ချက်စီးသတင်းကအခုချိန်မှာလမ်းမှန်ပေါ်မှာတော့သွားနေနည်းနည်းတော့နှီးတယ် ဒါကျွန်တော်အမြင်ပေါ့နော်ခမောင်းတဲ့ကျွန်တော်အမြင်ချင်းကွဲချင်းကွဲလိမ့်မယ်တော်တော်လေးကွဲရင်လည်းကွဲလိမ့်မယ်အများကြီးကွဲရင်လည်းကွဲလိမ့်မယ်နည်းနည်းလေးကွဲရင်လည်းကွဲမယ်တူရင်လည်းတူမယ်ဒါကျွန်တော်ခုနပြောသဘဲလောကမှာလေကျွန်တော်ခမောင်းတို့ပြောပြမယ် opinion နဲ့ facts ဆိုတာအရန်กว่าတယ် opinion ဆိုတော့လူတယောက်ရဲ့အမြင်ကျွန်တော်အနေနဲ့ခုနပြောသဘဲကျွန်တော်ဒီဓာကြီးကိုကြိုက်ချင်မှကြိုက်မယ်ခမောင်းတော့ကြိုက်တယ် okay လူတယောက်ကဒါကြိုက်တာဖြစ်စေမကြိုက်တာဖြစ်စေအမျိုးမျိုးကွဲတယ်ခမောင်းခမောင်းကျွန်တော်ဒါခုမှကျွန်တော်ဒီ city swing ကိုကြိုက်တယ်ခမောင်းတော့ city swing ကိုကြိုက်ချင်မှကြိုက်မယ် ဒါဖြစ်အဲ့တော့ကျွန်တော်ဒီခုနကပြောလို့ပဲခုနအခုလက်ရှိမှာကျွန်တော်ဒေါ်တာဟောစွာတက်တယ်ကျွန်တော်ကကျွန်တော်ကတော့ချက်စီချိုက်အဲ့တော့လူဆိုတာအမျိုးမျိုးစိတ်တွေပြောင်းလေလက်ငါးကြောင်တော့မ size မတူတာဗျာဒီမှာကျွန်တော်ပြောအတိတ်တော့ဆွဲမဆန်းတဲ့ပို့ဗျာနော်လက်ငါးကြောင် size မဆူတာလူတောင်တောင်အော်ဒါပေမဲ့ facts ကတော့မရအောင်ဒါအချက်လက်ဆိုတာမှန်မှရမှာအချက်လက်ကြောင်းပြောပြီးဆိုရင်ခင်ဗျားဒါကျွန်တော် opinion လို့အာငါနဲ့မင်းနဲ့အချက်လက်အချက်လက်ကမတူလို့မရအောင်ကာကြီးရဲ့လူကရေးသွားတယ်လူကာကြီးပဲရေးသွားတယ်တချို့ကြဟာကာကြီးရဲ့မင်းပြန်ကြီးရဲ့လူရပ်ပလက်ရေးတယ်ဘာညာဆိုပြီးပြောတဲ့လူတွေရှိတယ်နော်ရေးသွားတဲ့လူကိုယ်တိုင်က तू ကာကြီးရေးသွားတာနံပါတ်6 6တော့အားသမငါဘက်ကကြည့်ရင်6မင်းဘက်ကကြည့်ရင်9 no အဲ့ဒါ opinion မဟုတ်ရေးသွားတဲ့လူသွားမိမရမယ်ရေးသွားတဲ့လူကဒါ6ရေးရင်ဒါအဲ့ဒါက6ဖြစ်မယ်ကျွန်တော်တို့ရေးသွားတဲ့လူက9ဆိုအဲ့ဒါ9ပဲဘာလို့ရေးတဲ့လူက तू ဘာရွယ်ချင်းနဲ့ရေးတယ် तू အတီဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့မယ်ဒါကျွန်တော်အခုလက်ရှိမှာပြောမှာကျွန်တော်ဒီ opinion ပြောမှာဖြစ်တယ်အဲ့တော့ခင်ဗျားနဲ့ကျွန်တော်ဒီဒါကျွန်တော်အဓိကကွဲခြားမှုနေမှာအဲ့တော့ချက်စီးတင်နေအခုလက်ရှိမှာခုနကျွန်တော်ပြောရစားဆက်ပြောရမယ်ဆိုရင်ချက်စီးတင်နေလက်ရှိမှာလမ်းကြောင်းမမော်ရောက်နေတယ်ဒါပေမဲ့ ဖြစ်ဖြစ်နှိမ့်နေသွားနေတယ်။အရန်တော့မမြင်အောင်။ဒါကျွန်တော်ဖေးစီလည်းမဖြစ်ဘူး။ဟုတ်တော့တခါကျရင်တို့တွေလမ်းကြောင်းပံပေါ်ကဒီပေါ်ချော်ထွက်သွားမယ်ဆိုတဲ့အရေးရောင်တွေရှိခဲ့ပေမဲ့အဲ့လောက်ကြီးတော့ချော်မတော်။ဒါပေမဲ့ခုနကပြောသေးပဲကျွန်တော်ဒါဘာနဲ့တတူလဲဆိုတော့ကျွန်တော်ရန်ကုန်မန္တလေးကိုအမြန်လမ်းကသွားလို့ရတယ်ချက်စီကချက်စီကရန်ကုန်ရန်မန္တလေးလမ်းကိုအမြန်လမ်းကမသွားဘူးဘာလို့လဲသူတို့အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာလမ်းဟောင်းကသွားတယ်ဘာလို့ပူလှလို့ အဲအဲ့လိုပုံစံမျိုးပေါ့နော်အရင်တုန်းက Chelsea အသင်းကရန်ကုန်မန်လီလန်ကိုရန်ကုန်မန်လီကိုရန်ကုန်မန်လီလန်အောင်သွားတဲ့အသင်းသင်းပေါ့ Hasaki စီးပြီးတော့ပေါ့ Helicopter ကြီးစီးပြီးသွားတဲ့အသင်းသင်းအခုချိန်မှာရန်ကုန်မန်လီလန်ကိုဒါကျွန်တော်တို့ Chelsea ကဒါကျွန်တော်အမြန်လန်းကသွားနေတာတော့မဟုတ်ဘဲနဲ့ဒါကျွန်တော်လန်ဟောင်းကနေပြီးတော့ဟိုနေရာလေးတွေ့လဲဓာတ်ပုံဝင်ရဲလိုက်ဟာဒီနေရာလေးတွေ့လဲဓာတ်ပုံဝင်ရဲလိုက်ဟိုဆိုင်လေးတွေ့လဲဝင်စားလိုက်အညာဘက်ကျွန်တော်ဒါနောက်နေ့ကူးမှမဟုတ်တာဝင်လေးအေးလိုက်အဲ့လိုပုံစံမျိုးဖြစ်နေတယ်လို့ကျွန်တော်ဒါပေမဲ့မန်လီတော့သွားနေလန်တော့မှန်တယ်လန်ဟောင်းကတော့သွားတယ်ဒါပေမဲ့ခုနကပေါ့သွားနေတဲ့လန်ကနည်းနည်းလေးခုနကပေါ့သူပဲနည်းနည်းတစ်ခါရ questionable ဖြစ်တယ်အဲ့တော့ ဘယ်လိုပြောတာ Chelsea ရဲ့ကျွန်တော်ရတာအမြင်ပဲအဲ့ဒါတော့ကျွန်တော်အဲ့ဒီအားကိုခင်ဗျတွေးလိုက်တာလေအဲ့တော့ဘာဘာပြောတင်တာလဲအဲ့တော့ဥပမာဗျာကျွန်တော်လက်ရှိမှာ Liverpool နဲ့ပွဲစဉ်ဒါကျွန်တော်တို့ဒီနေ့မှာ Club World Cup ပြရတဲ့ပွဲစဉ်မှာ Enzo Maresca နဲ့သူဘာလုံးနိုင်လဲဆိုတာကို तू ပြပါခဲ့တယ်ငါအနေနဲ့ငါဉာဏ်ကောင်းတယ်ငါလုံးပြနိုင်တယ်အေးအဲ့ဒါပဲပြဿနာအဲ့ဒီမှာစုံတာအဲ့တော့ဒီကျွန်တော်တို့ဘာနဲ့တော်တယ်ကျွန်တော်ငငယ်တုန်းကခင်ဗျားတို့အဖေအမြဲတမ်းဟင်းချက်တဲ့လူတယောက်တော့ကျွန်တော်တို့အဖေဟင်းချက်တယ်ကျွန်တော်အဖေကကျွန်တော်နဲ့အခုလက်ရှိအတူတူနေမှဟင်းချက်တာကျွန်တော်အဖေဟင်းချက်တာကျွန်တော်အရန်ကောင်းမဲ့အခုမှသိတယ်ကျွန်တော်တသက်လုံးမှာကျွန်တော်အဖေဟင်းမချက်ဘူး တော့တယ်ချက်เสียမလို့လို့ဒီတိုင်းပဲအန်โซမိုရက်စ်ကလည်းအဲ့တိုင်းပဲမလို့ရလုံးဝမလို့ကောင်းမှန်းသိတယ်နော်လုံလိုက်ရင်ကောင်းသွားမှန်းသိတယ်မလို့မလို့အဲ့ဒီပြဿနာအန်โซမိုရက်စ်ကပါအကြီးကြီးရှိတယ်သိလားကျွန်တော်ဥမာလက်ရှိမှာလီဗာပူးနဲ့ပွဲစံမှာသူ့ရဲ့တက်တစ်ကဘယ်လန့်အောက် ပုတ်ကဆောက်ရမ်းမိုက်တယ်ဥမာဂူစတိုကွင်းလယ်မှာထားပြီသူနည်းဒါကွင်းလယ်မှာအန်ဆိုဖာနန်ဒက်စ်ကိုသူတိုက်စစ်ကိုလိုက်စီကြတော့ဒါဂူစတိုနဲ့ဒါကွင်းလယ်မှာပြန်တီးပြီးတော့ဒါရီစီဂျင်းကိုလည်းအလွတ်အလွတ်လင့်လစ်တလို့ဒါတိုက်စစ်လိုက်စီချင်သူကွင်းဟိုဂူစတိုရိုက်ဘတ်တော့ပြန်ပြီးတော့ဖလန့်ပြန်ထုတ်လိုက်တယ်ဆိုတော့အကွက်မှုသွားတာရီစီဂျင်းဒါကျွန်တော်ရီစီဂျင်းရောဂူစတိုရောနှစ်ယောက်လုံးကဒါကျွန်တော်ချိန်အင်တာချိန်တဲ့ပုံပေါ့နော်ရုပ်ရည်ကြည့်မယ်ဆိုကြကျွန်တော်ဒါဂိမ်းဆိုတဲ့တက်တီကယ်ကြည့်တဲ့လူတော်မှာတက်တီကယ်အရင်နားမနေတဲ့လူတော်မှာဟာမိုက်လိုက်တာဖြစ်သွားတယ်ဆိုတာမရှိအဲ့တော့ပြောရရင်ဒါဒီဘဲဒါကိုလုတ်တတ်တယ် အဲအဲ့တော့ဘာကြလဲဒီပဲဓာတ်တွေကိုလုတ်တယ်ဓာတ်တွေတော့တက်နှစားဓာကြီးပဲစားနေတဲ့ဥစ္စာမို့ဒါကြောင့်မို့လက်ရှိမှာချက်ဆီးရဲ့နီးပြဖြစ်နေတာတိုင်းပြဿနာအဲ့ဒါကိုခဏခဏမလုပ်ဘူးစောက်ပြဿနာအဲ့ဒါပဲတိလားလုံရင်အောင်မြင်မမတ်သိရတာနဲ့မလုတ်တော့စောက်သေးရဆုံးအဲ့တော့အန်ဆိုမိုရက်စ်ကအဓိကပြဿနာအဲ့ဒါပဲဒါပေမဲ့ပြဿနာနောက်တစ်ခုလည်းသူကြီးပဲဘလိန်လို့များသူကြီးတာတော့လည်းမဟုတ်ဘူးလက်ရှိမှာချက်ဆီးတဲ့ supporting director ကလည်းကျွန်တော်တို့သူတို့လုတ်ချင်တာကိုလုတ်နေတာတိလားသူတို့ပျော်တာကိုလုတ်နေတာဥပမာလက်ရှိမှာဒီနှစ်ညရာဒီမှာ United ကရောင်းမယ်ဆိုတာမန်နေ100%တေးကြတယ်ဒါကစားသမားလည်း Chelsea အသင်းကိုလာချင်တာတေးကြတယ်ဒါပေမဲ့နီးပြခနာချူကိုမဝဲခြင်းဘူးအခုနောက်ပိုင်းပူပူပြီးတည်လာခနာချူဒါတုံးမတုံးဟိုမတုံးမဖြစ်လို့သာတုံးနေရနီးပြအဲ့လောက်ကြီးခနာချူလိုချင်တာမဟုတ်ဘူးအဲ့တော့ Sporting Director ဘလို့ဘလို့လှုပ်လှုပ်လဲတော့မသိဘူးသူနေနဲ့သူ့အသင်းကိုလာချင်တဲ့ကောင်သူဒါဟဝဲခြင်းတာသူ့အသင်းကိုသူလာအဲ့တော့ဟုတ်တယ်ခုနကပြောကျွန်တော်လက်ရှိမှာ example ပဲပြောမယ်ခမောက်နေတာကျွန်တော်ခါးသီးတဲ့ပြန် Arsenal အသင်းကြီးသူတို့အသင်းကိုလည်းလာခြင်းနေ โอเคသူတို့ဒီမှာလူအပ်တဲ့ကစားသမားလည်းဖြစ်ရမယ်အဲ့နှစ်ခုလုံးနဲ့ကိုင်းညီအဲ့လူကဝဲချက်စီအဲ့လိုမဟုတ်သူတို့အတင်လာခြင်းပြီးရောသူတို့အတင်လာခြင်းပြီးရောအဲ့ကြောင့်မို့လို့လက်ရှိမှာ spanning က bbn တတ်သွားတာအမှန်တမ်းပြောပြာနီးပြလဲဥပမာသူတို့အတင်လဲလာခြင်းရမယ်နီးပြလဲလူရမယ်အဲ့နှစ်ခုကိုပေါင်းစည်းပြီးတာဝဲလိုက်ဆောင်းရမယ်ဒါပြဿနာပါဖြစ်လဲနီးပြလူခြင်းနေအဲ့ဒါလည်းမဝယ်ပြီးဘူး အဲ့ဒါ Chelsea Sporting Director တော်တော်လေးစိုးတဲ့ချက်လို့ကျွန်တော်မြင်တယ်။ဒီနှစ်မှာခုလက်ရှိမှာ International Break ခံသွားတဲ့ Chelsea ပြည်သက်တွေတက်ရှိရောအခုလက်ရှိမှာ Archan ပေါင်းကော BDR ရှာအောင်တန်ရရသွားပြီ။စန္ဒဘက်ပြောင်းမှမရှိတော့ဘူး။ Copan က16နှစ်သား17နှစ်သားတွေတွားပြီးဂုတ်ကသွားဆွဲမှာပဲရဘူးမှမရှိတော့။ကန်ကောင်းသာတာ International Break ပြီးပြန်လာမယ်ဆိုရင်တော့တော်တော်လေးအဆင်ပြေသွားနိုင်တယ်။ International Break ခံသွားတဲ့ Chelsea အသင်းအတွက်အင်မတန်မှအသက်ရှူချောင်သွားတာ။ Chelsea ပြည်သက်အင်မတန်မှအယံပြောင်းနေခုချင်းဘာလို့လဲ။သူတို့မှာစန္ဒဘက်မရှိတော့ဘူး။ အေး international break ပြီးနော်ဆန်အဲ့တော့ Chelsea အသင်းရဲ့ press conference မှာကိုတန်း Enzo Morales ကကျွန်တော်ဒီခံစင်မှုလူတွေကျွန်တော်ခံစင်မှုလူချင်းနေဆိုခဏခဏသူ press conference ဝယ်ချတာဟိုတိုက်စစ်တည်းကြီးပဲတော်သေးတာပေါ့ဟာတိုလေးတကောင်ပါလာတာတော့မဖျားသခင်မလို့ကျေးဇူးတင်လို့ပါလာတာတော့မတွေ့ရမှတမပါအဲ့ဒါတော့ဟာတိုတောင် IS ကနေပြီး Chelsea ကိုပြောင်းကျင်နေထားလို့လို့နော် အဲ့တော့ကြီးရတယ်ဟာတူကလက်ရှိမှာ Chelsea ရဲ့အစားပလန်မောင်းပါဟာတူကလက်ရှိမှာသူ့အနေနဲ့သူဒီ IS ကထွက်မယ်သူ့ကိုခေါ်တဲ့ club Liverpool ရှိတယ်မမေရ Blue Dam မသိဘူးဒါကျွန်တော်နောက်ထပ်နှစ်သင်းလောက်ရှိသေးတယ်အဲ့တော့သူ့ကို Chelsea ကစိတ်ဝင်စားတယ်လို့ဖြစ်သွား Chelsea ကိုပဲသူပြောင်းမယ်ထားလို့အဲ့တော့ Chelsea ရဲ့လက်ရှိ Sporting Director Blue Direction သွားလဲဆိုတော့သူ့အသင်းကိုပြောင်းချင်တယ်ဆိုတော့အဲ့ကစားသမားဝယ်ပြီသူတို့နီးပြလို့ဒီဖြစ်စေမလို့ဒီအဲ့ကစားသမားသူဝယ်ပြီ အဲ့ဒါကလည်းရှီချယ်ဆီရဲ့အားသာချက်လို့လည်းပြောလို့ရအောင်ယူနိုက်တက်ကြည့်ရင်ငါတို့အသင်းကိုလာခြင်းနဲ့ကစားသမားငါတို့ရလိုက်တယ်ဆိုတဲ့ feeling ကအင်မတန်မှ popping ဖြစ်တယ်ဒါပေမဲ့တကယ်တမ်းပြန်အကစားသမားမလို့လည်းကားပဲနီးပြမသုံးဆိုအခုလက်ရှိမှာခဏချိုးဆိုတကယ်တမ်းကောင်းတာပဲလीနီးပြမသုံးမကြိုက်မှမသုံးတာမသုံးတော့သွားပြီအဲ့ဒါကားပဲလीကျွန်တော်ပြောအဲ့တော့ ချက်စည်းတဲ့လက်ရှိမှာခုနပြောလို့လမ်းကြောင်းမှန်ပေါ်တော့သွားနေတယ်ဒါပေမဲ့ခုနပြောလို့လမ်းအမြန်လမ်းသွားလို့ရမယ်ဆိုအမြန်လမ်းလည်းခုနပြောလို့ပေးရမှာဗျ1500လောက်ပေးရမှာလမ်းဟောင်းကသွားတယ်ကားပိန်လည်းပေါက်တယ်အင်ဂျင်လည်းနာတယ်เนาะကျွန်တော်အဲ့ဒါလည်းမကြိုက်ဘူးခုနပြောလို့လမ်းဟောင်းလေးကလှတယ်ကိစ္စမရှိဘူးသွားမှာပဲဆိုတော့အဲ့တော့ပြောမယ်ဆိုရင်ချက်စည်းတဲ့နေတာအဓိကလိုအပ်နေတာကဒါကျွန်တော်တို့အပေါ်ပိုင်းနဲ့မီဒီယာမန်နေဂျမန့်နဲ့ကြားထဲမှာနားလည်မှုတစ်ခုလိုနေတယ်အရင်တော့ချယ်ဆီအသင်းအဓိကအောင်မြင်ချက်ကအဲ့အပေါ်နဲ့အလေနဲ့ကြားတဲ့ချိတ်ဆက်မှုကသူများသိတဲ့ထက်ပိုကောင်းတယ် အဘရာဟီမိုဗစ်အနေနဲ့သူဒီပြတယောက်ခံပြီးအဲ့ဒီပြသူဒီယုံကြည်မှုအပြည့်ဝပြီးတယ်။သူကအဲ့ဒီပြကြိုက်တဲ့ကစားသမားကိုသူနောက်ကယုံကြည်မှုပြည့်ဝပြီးတယ်။ဒါကျွန်တော်တို့ကာလိုအန်ချလော့တီဟုတ်တယ်မကျွန်တော်တို့ဒါမော်ရီရှာဆာရီဆိုသူတပည့်ဟောင်းဖြစ်တယ်ဒါကျွန်တော်တို့ဂျော်ကင်ဟုခေါ်လာခဲ့တာပဲဟုတ်တယ်မကျွန်တော်ပြောတာ။အဲ့လက်ရှိမှာပြောချင်တာကကျွန်တော်တို့ဂျိုဆေမော်ရီညိုဒရော့ဘာကြိုက်တယ်ဒရော့ဘာဒုတ်စပီးပေးပေးမှာပဲ။အဲ့ပြောချင်တာက အရင်တော့ကတော့ကျွန်တော်အပေါ်ကလူနဲ့အလဲကလူနဲ့ကြားထဲမှာခိစက်မှုကအရန်ကောင်းတယ်ကျွန်တော်မြင်မှုပြတာအကောင်းဆုံးတော့ပြောလို့ရတယ်နောက်ပိုင်းကစီတီပေါ်လာတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးအဲ့တော့ဒီလိုမျိုးအသင်းသင်းအနေနဲ့အခုလက်ရှိမှာဒီအားကြီးကအားနေတာကျွန်တော်တို့လူဘေးပရိသတ်တယောက်နေချင်းရီစရာကြီးပြသေးလားတစ်ချိန်တုန်းကခုနပြောသူပဲကိုင်ဟာဘက်စ်ကိုပရိသတ်တောင်းဆိုလို့ဝယ်ပေးတဲ့အသင်းသင်းကအခုလက်ရှိမှာနီးပြလိုချင်တယ်ဆိုတော့မဝယ်ပေးတဲ့အသင်းသင်းဖြစ်သွားတာကိုယ်အနေနဲ့နားလေလို့မရတာကျွန်တော်ဘာပြောလဲဆိုတော့တည့်ရလူဆိုတည့်မယ်ကိုင်ဟာဘက်စ်ကအမှန်တရားအဲ့တုန်းကတော့ကျွန်တော်တို့ချယ်စီတင်းနဲ့လိုအပ်လို့ဝယ်ခဲ့တာမဟုတ်ဘူး တည်လားအဲ့တော့ပရိသတ်တွေနေကာယာဗက်စ်ကိုဒါကျွန်တော်တို့မှတ်မဲ့ရအချက်စီအဲ့တော့ကာယာဗက်စ်ကို announce လုပ်ခဲ့တဲ့ video တော့ကြည့်လိုက်ငါတို့ကကာယာဗက်စ်ကိုပြိတ္တတွေကလိုချင်နေဆိုလို့ဝယ်ပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ချက်စီကဟာဗက်စ်ကို announce ထုတ်ခဲ့တာအော်အဲ့ဒါတွေခုနကပေါ့ကျွန်တော်ခုနကပတ်စံဖြုံးတော့ကျွန်တော်လည်းမခံပါဘူးမှန်ပါတယ်ခုနကဒါပေမဲ့ပတ်စံဖြုံးနေဆိုတော့လက်ရှိမှာတချို့သော movement တွေမှာချက်စီတင်ဘာဒီခေါ်နေမှမသိတဲ့ဥစ္စာတွေကတော်တော်လေးကိုနားလေရခတ်တယ် နီးပြမကြိုက်ဘူးမကြိုက်ရင်မခေါ်နဲ့ကျွန်တော်ပြောဘယ်လောက်ဒီတစ်ဖက်အသင်းရဲ့ကစားသမားလာချင်းချင်းခမရပတ်စံပေးရမယ်လူကြီးအလကားခေါ်နားမှုတာဟုတ်တယ်ခုနကပြောဆိုဒီကစားသမားစာချုပ်အလွတ်နဲ့မလို့လောက်ခလာစားရှော့ယူပြီးခမရစီလာမယ်အဲ့ဒီကမခေါ်ဘူးခမရပါရရတယ်ကိစ္စမှမရှိတာအခုဟာအိဗန်ရှိမနေဘူးလေကျွန်တော်ပြောတဲ့သဘောပေါက်လားပတ်စံလည်းမလက်ရှိမှာအလဟန်ဒိုကနာချိုးတယ်ပတ်စံလည်းပေးရတယ်လောက်ခလာစားလည်းပေးရသေးတယ်အလကားလာတာလည်းမဟုတ်ဘူးစီအလကားမလာကကိုယ့်အသင်းကိုလာချင်တယ်ဆိုရင်ခေါ်အောင်ခုနကပြောအလူအိမ်လည်းမဟုတ်ဘူးကျွန်တော်ပြောတာဖတ်တတ်ပါခိုးအောင်မခတ်မသိရင်အလူအိမ်ဆိုပြီးတော့ အဲ့တော့ကျွန်တော်တို့ခုနပြောသည်လက်ရှိမှာ Chelsea အသင်းလမ်းမှန်ပေါ်တော့သွားနေကျွန်တော်နေမြင်နေဒါပေမဲ့နှီးတယ်လို့မြင်နေဒါပေမဲ့သူများအသင်းနဲ့တော့လမ်းမမှန်တာတဲ့ဆိုင်တော့အများကြီးကောင်းတာပေါ့ဗျာဒါပုံမှန်လင်းပြောရမယ်ဆိုရင်သူကျွန်တော်တို့ဒီဆိုင်ကောင်းသွားနေတဲ့အချိန်မှာသူများအသင်းကဒါကျွန်တော် at least တော့ဒါကျွန်တော်တို့ Chelsea က Land Rover လောက်နေတာကျွန်တော်တို့လမ်းမှန်ပေါ်သွားနေလို့ပဲပြောလို့ရမယ်တယ်မှာပါကျွန်တော်တို့အမှန်တိုင်းပဲသဘောကျဒါပေမဲ့ သဘောကျရဲဆိုမဲ့တချို့လုပ်တဲ့ဥစားတွေက question နေဖို့ဖြစ်တယ်အဓိကဒါ Chelsea ပြည်သက်တွေကိုလည်းလက်ခံပြီးသားဖြစ်တဲ့ဥစား Chelsea ရဲ့ upper management တခါကျကကြောင်ရမ်းလို့လုံအောင်ကြည့်တယ် Moenzo Morris ကလည်းကကြောင်လို့ဗါးတယ်ဒါပေမဲ့ခုနကပြောလို့တခါကျရင်အပေါ်ကလူရပူပြီးကကြောင်လို့တယ်ငါတို့အသင်းကဒီထက်ကောင်းအောင်ပြောတယ်ပြတခါကျရင်ဘာဖြစ်လဲဆိုကို့အသင်းပိုင်ရှင်တွေကကို့အသင်းကိုပြန်ဆွဲထားလူတော်ခံစားရတဲ့ movement တွေရှိတယ်ကျွန်တော်တို့ဒါစပါးအသင်းလို့ဗါးနာမည်စပါးအသင်းကပူဆိုးတာဗောနော်ခင်ဗျားတို့တင်အဲ့လောက်တော့မဆူ at least လူတော်ဝယ်ပြီးသေးတယ်ဒါပေမဲ့ Chelsea အသင်းကလည်းရှိမှအဲ့လိုပုံစံပြတော့ငါတို့လုတ်ချင်တာလုပ်မယ်အသင်းကအသင်းကောင်းတာတယ်ဆိုရတဲ့အသင်းလောက်ပြောတယ်ဗျာ အိတိန်ကောင်းတာနဲ့အိတိန်လှတာနဲ့မတူဘူး။ချက်စီသင်းကတခါကျရင်အိတိန်လှဖို့အတွက်အရင်ပြင်ဆင်တဲ့အိတိန်ဖြစ်တယ်။အိတိန်ကောင်းလို့ဆိုတာ foundation ကောင်းရမယ်၊ဒါ heating system ကောင်းရမယ်၊ရေစနစ်ကောင်းရမယ်၊အိမ်သားစနစ်ကောင်းရမယ်အဲ့လိုစနစ်တွေရှိတယ်။အဲ့ဒါတွေတော့မကောင်းဘူး။ရတယ်ကိစ္စမဖြစ်အိမ်လေးလှနေပြီ။အော်ဝင်ကြည့်လိုက်တော့ very good ။ရေရှည်နေမယ်ဆိုအိမ်ကမတင့်တော့ဘူးဆိုအဲ့ဒါလာကားဟုတ်တယ်မဟုတ်ဘူး။အဲ့တော့ ချက်စီးတဲ့နဲ့အဲ့လိုပုံစံမျိုးသွားတဲ့နဲ့လို့ကျွန်တော်တို့မြင်နေအိတ်တိန်ကောင်းနေဘူးလို့တယ်အိတ်တိန်လှဖို့ကနောက်မှပြင်လို့ရတယ်ဟုတ်တယ်မှာကြပါအဲ့တော့အဲ့လိုပုံစံမျိုးချက်စီးတဲ့သွားတဲ့နဲ့ကျွန်တော်တို့လည်းမြင်နေဒါကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ opinion piece တစ်ခုဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တို့သွားကုန်ပြီပါအောင် ဘလုံးမရကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုရင်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာအမြန်တမ်းဖြစ်ပါတယ်။အားလုံးမကြိုတမာနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ဒီနောက်မှာပဲအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြိုတမာနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးကျွန်တော်နောက်မှာတွေ့ကြ။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။မြန်မာကလစ်မှာအမြန်တမ်းဖြစ်ပါတယ်။အားလုံးမကြိုတမာနဲ့ကျွန်တော်တို့ကောင်းပြီပေါ့။အားလုံးပဲ။ဒါကျွန်တော်တို့ တရင်ကျော်ကသမျှမှာကျွန်တော်တို့ဆော့ကြည့်ထီပေါက်နေပြန်ရောက်ကြပါသည်နေပြန်ရောက်အခုမဟုတ်ဘူးเนาะ AC မှာရောက်အခုအခုရောက်လို့မရအောင်လောက်ဆိုင်အများကြီးရှိသေးတယ်ညီကိုတို့တေးပေါက်ပါ